ဆိုလိုတဲ့အဓိပ္ပာယ်ကဒီသဘာဝတရားတွေနော်ဒီလောကမှာဖြစ်ပေါ်နေတဲ့အရာတွေဘယ်အရာမှตายရစရာဆိုတာမဟုတ်တကယ်စစ်စစ်လောကမှာตายရစရာဆိုတာတကယ်မရှိပါဒါပေမဲ့ဘုံဘုံတော့သတိမရှိဘဲနဲ့လောကရဲ့ပုံမှာဘဝရဲ့ပုံမှာဖြစ်စဉ်တွေရဲ့ပုံမှာအတွေ့အကြုံတွေရဲ့ပုံမှာဘာသတိမှမထားဘဲနဲ့မိမိရောရောပေါ်ပေါ်ဆားဆားတကယ်ကိုပဲရေစုံမျောပြီးတော့နော်ကြုံရအာယုံကြုံရစိတ်တွေနဲ့ပဲနေသွားမယ်ဆိုလို့ရှိရင် ตายาเสียไม่ရှိတဲ့လောကကြီးကိုตายาเสียไม่ရှိတဲ့လောကကြီးလို့မသိပါဘူးမသိဘူးเนาะအဲ့လိုမသိတဲ့အချိန်မှာตายาเสียမဟုတ်တဲ့အရာတွေကပဲကိုယ်စိတ်ထဲမှာตายาเสียမဟုတ်တဲ့အရာတွေလို့မသိယုံမျှမကဘဲနဲ့ဘယ်လိုတောင်းထင်သွားตายาเสียလို့ထင်သွားမယ်ဝိဇ္ဇာရဲ့သဘောဟာနှစ်ထပ်ကွန်းလိန်ညာမှုရှိတယ်ဆိုတာကိုနားလည်ထားရမယ်เนาะ ဒုက္ခကိုဒုက္ခလို့မသိတဲ့အပြင်ဒုက္ခလို့ထပ်ပြီးတော့လွဲနေသေးတယ်မှနေသေးတယ်ဟောဒီသဘောလေးပုံပုံခဏခဏဥမာလေးတစ်ခုပေးဘူးတာယောဂီတို့မှတ်မိမယ်ထင်ပါတယ်တရေကြောက်တဲ့ပုံကိုတရားညာကြီးမိုးချုပ်ထံကုတ်တူကြီးမြင်ရမယ်မယ်ကြီးဟုတ်လားထံကုတ်တူကြီးကိုသူဘလို့ထင်တော့တရေလို့ထင်တယ်အဲ့ဒီမှာကြောက်သေးတွေပါလေးပါမှာပေါ့တကယ်စင်သေးသူတရေလို့ထင်တဲ့အရာတရေဟုတ်သလားမဟုတ်ဘာကြီးတော့ထံကုတ်တူကြီး အဲ့ဒီထငုတ်တူကြီးကိုထငုတ်တူကြီးလို့မသိတာက အလွဲတစ်ချက်အဲ့ဒီထငုတ်တူကြီးကိုထငုတ်တူကြီးလို့မသိယုံမျှမကဘဲနဲ့နောက်ထပ်ဘာလို့ ਆ ထပ်ထင်နေတာတော့တရေလို့ထပ်ထင်နေတာအဲ့ဒါကအလွဲတစ်ချက်အလွဲပဲနှစ်ချက်လို့အဲ့ဒါကိုမဟာစီဆရာဘုရားကြီးကပရိသတ်သမုပ္ပတ်နော်ဒေသနာကို လင်္ကာလေးစီထတာရှိတယ်အမှန်မတော်အမှားမြင်ကအဝိဇ္ဇာကြောင့်ချမ်းသာလိမ်လို့ရည်မြော်ကို၍သုံးမျိုးမှုကပြုစီမံ ဝိညာဉ်တွေဆက်နံယုတ်ကလည်း6ရဲ့အာရဏဖတ်တာ6ပြဝေဒနာနဲ့တနာ6တန်ဥပါဒံကိုဖြစ်ရန်အကြောင်းကံရှင်လောင်း၍ကောင်းစုဘဝဖြစ်ရပြန်ကအိုကာတေရေပူအဆွေးနဲ့ငိုကြွေးကိုနွမ်းစိတ်မချမ်းမြ၊ပူပန်ရသည်လုံးဝဆင်းရဲစုသာသည်လို့ဆိုရအလိုရေးအဲ့ဒါဝိဇ္ဇာကသူဘလိုလေးရေးတော့အမှန်မတွားအမှားမြင်တာအမှန်ကိုမမြင်ုံမျှမကဘဲနဲ့အမှားကိုပါထပ်ပြီးတော့ မြင်ထားတယ်တပတ်ပေါက်လားเนาะတန်ခိုးတူကြီးကိုတန်ခိုးတူကြီးလို့မသိယုံနဲ့ဆိုရင်ဒီလောက်ကြီးစိတ်ကမဆင်းရဲသေးဘူးမဲမဲကြီးဆိုရင်မဲမဲကြီးလောက်တင်ထားပေါ့သူကအဲ့လောက်တင်ထားနိုင်လားဘယ်ထိသူဆက်မှားရတော့တရေလို့ထပ်ပြီးတော့ထင်တယ်အဲ့ဒီကြတော့မှပူပြီးတော့မှားချက်ကနာတဲ့အတွက်ကြောင့်အလွယ်ရပူပြီးတော့ကြီးသွားတာဟုတ်တယ်မဟုတ်လား ဒါကြောင့်ဘုန်းဘုန်းတို့တွေဟာထံဃုတ်တို့ကိုတရေထင်နေတဲ့ကိစ္စထံဃုတ်တို့ကိုတရေလို့မထင်ရင်ဘူးဆိုရင်ဘာလို့မလို့ထံဃုတ်တို့ကိုထံဃုတ်တို့မှသိဖို့ပဲကြိုးစားရမှာပါ